ဒီလိုမျိုးရောခံစားမှုကြလားမသိဘူးဒီနေ့လုံးအလုပ်တွေတအားရှုပ်နေတယ်အမြန်နဲ့လည်းလုပ်များနေတယ်ဒါပေမဲ့ညဘက်ရောက်တော့ငါဒီနေ့ဘာရီများထိထိရောက်ရောက်လုပ်ဖြစ်သွားလဲဆိုပြီးပြန်တွေးကြည့်လိုက်တော့ဘာမှမမဲရရမရှိတယ်လို့မျိုးခံစားရတာလေဒီနေ့မှာတော့အဲ့လိုခံစားချက်ကြီးရဲ့အရင်မြစ်ကဘာလဲဆိုတာကိုတူးဆော်ပြီးတော့အောင်မြင်မှုကိုရှုနေမှုတစ်မျိုးလုံးပြောင်းလဲသွားစေနိုင်တဲ့တွေးခေါ်တစ်ခုကိုအတူတူလေ့လာကြည့်ကြရအောင်ပါစတီဗန်ကိုဘေးရဲ့ဒီစကားကတော်တော်လေးစဉ်းစားစရာပဲနော် အလုတ်ရှုပ်နေပေမဲ့စိတ်ထဲမှာဟာရတာဖြစ်နေတဲ့ခံစားချက်အောင်မြင်မှုတော့ရလိုက်တယ်ဒါပေမဲ့အဲ့ဒီအောင်မြင်မှုကတကယ်ရော တန်ဖိုးရှိရလားဘာကြောင့်အဲ့ဒီလိုဖြစ်ရလဲဆိုတာကိုအတူတူရှာဖွေကြည့်ရအောင်ဒါကတော့တော်တော်များများကြုံနေရတဲ့အခြေအနေတစ်ခုပါမြေတမ်းအလုတ်ငါးရဲဖိအားတွေလည်းရှိတယ်ဒါပေမဲ့နေ့တနေ့အဆုံးမှာငါတကယ်အရေးကြီးတာတွေလုပ်ခဲ့ရလားဆိုတော့မြေခွန်းနေကြံခဲ့တယ်ဒီပြဿနာရဲ့အရင်းမြစ်ကတကယ်တော့ဘာဖြစ်မလဲစတီဗန်ကိုဝေကအရင်စိတ်ဝင်စားဖို့ကောင်းတဲ့ပြောင်းလဲတစ်ခုကိုတည်ထားမိခဲ့တယ် အဲ့ဒါကတော့လူအဖွဲ့အစည်းကအောင်မြင်မှုဆိုတာကိုတတ်မှတ်တဲ့နေရာမှာ အတွင်းစိတ်အရေးတွေးထက်အပြင်ပန်းပုံပန်းတန်တန်ကိုပို့ပြီးအာယုံဆက်လက်ကြတာပါပဲဟုတ်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း90လောက်အတွင်းမှာကိုပိုင်တိုးတက်မှုဆန်ရစာအုပ်တွေအကြံပေးချက်တွေတော်တော်များများကအပေါ်ရနီးလန်းတွေကိုပဲအာယုံဆက်လက်ကြတယ်လူတွေရှေ့မှာဘလို့ဒူးတိအောင်နေမလဲကိုလိုချင်တာရဖို့ဘလို့လိမ့်မှာပါနဲ့အောင်လုပ်မလဲဆိုတာမျိုးတွေပေါ့ ကိုဘေးကဒါတွေကိုအရင်မြစ်ကိုမဖြေရှင်းပဲအပေါ်ရန်ကုတတဲ့လူမှုရေးပလတ်စတာတွေလို့တင်စားခဲ့ပါတယ်။ဒါကတော့လုံးဝစန့်ကျင်ဘက်ချင်းကဲမှုတစ်ခုပေါ့။အပြင်ပန်းဟာမန်နေတဲ့ကိုရဲ့အတွင်းစိတ်ဓာတ်နဲ့ကိုချင်းတရားကဘယ်လိုလူလဲဆိုတဲ့အပေါ်မှာအဓိကထားတယ်။တကယ်အုံမင်းမိုးရဲ့အုံမင်းဟာယူသားမှုစိတ်ကကြန့်ခိုင်မှုလိုမျိုးမပြောင်းလဲတဲ့အရေးသွေးတွေကနေလာတယ်လို့ဆိုလိုတာပါ။ဒီနှစ်ခုရဲ့ကြွားချချက်ကိုကြည့်လိုက်ရင်တော်တော်လေးကိုရှင်းတော့ပါလိမ့်မယ်။ တဖက်မှာကိုချင်းတရားအပေါ်အခြေခံတဲ့ခိုင်မာပြီးရေရှည်တည်တံ့တဲ့အခြေခံမှုတွေရှိတယ်။နောက်တစ်ဖက်မှာတော့အပေါ်ယံပုံရိပ်နဲ့ရရရဖြစ်ရှင်နေတွေပဲရှိတယ်။ဒါတကယ့်အနစ်တာတိဆောက်တာနဲ့ဟန်ဆောင်မှုကိုပဲအာယုံစိုက်တာကြမှာကွာခြားချက်ပါပဲ။ဒါဆိုရင်အဖြေကဘာဖြစ်မလဲ။ပိုးပြီးစူးစမ်းရမှာလား။ဒါမှမဟုတ်ပိုးပြီးစီကံတင်းကျက်ရမှာလား။တကယ့်အဖြေကအဲ့ဒီထက်ပိုနက်နေရပါတယ်။အဲ့ဒါကတော့လောကကြီးကို ရှုမြင်နေတဲ့မျက်မှန်ကို ကိုယ်တိုင်ပြောင်းလဲတက်ဆင်ဖို့ပါပဲ paradigm ဆိုတဲ့စကားလုံးကနည်းနည်းတော့ခက်တယ်လို့ပဲနော်ဒါပေမဲ့အလွယ်ဆုံးပြောရင်တော့လောကကြီးကိုနားလည်ဖို့တုံးတဲ့ကိုယ်ပိုင်စိတ်မြေပုံပါပဲဥပမာတရားရဲ့စိတ်မြေပုံထဲမှာအမားလုံးမိတာဟာဆိုးရွားလေလို့ရေဆွဲထားရင် तू ကစွန့်စားရမှာကိုကြောက်နေလိမ့်မယ်ဒါပေမဲ့သူ့မြေပုံထဲမှာအမားဆိုတာသင်ယူဖို့အခွင့်ရေးပဲလို့ရေဆွဲထားရင် तू ဟာအမြဲတမ်းတိုးတက်နေမှာပါအေးကြီးတဲ့မိခွန်းကကိုယ့်ရဲ့မြေပုံကတကယ်လက်တွေ့ဘောနဲ့ကိုက်ညီရလားဆိုတာပါပဲ။ ဒီဥပမာလေးကတကယ့်ကိုထီတယ်။မြေပုံမှားနေရင်ဘလောက်ပဲရှင်တင်မောင်းမောင်းဘလောက်ပဲစိတ်တက်ခိုင်မာအောင်ကြိုးစားနေပါစေလိုရာခရီးကိုဘယ်တော့မှရောက်မှာမဟုတ်ပါဘူး။ဆိုတော့အပြုအမူနဲ့စိတ်တက်ကိုပြင်တာထက်အရင်ဆုံးကိုယ့်ရဲ့အမြင်ပေါင်းကိုယ့်ရဲ့စိတ်မြေပုံမှန်ကန်ဖို့ကအဓိကကြပါတယ်။ဒီဇလန်တို့လေးကအစွမ်းထက်တဲ့သင်ငန်းစာတစ်ခုပေးပါတယ်။ဘဝမှာယိုးတတ်မှုတရားမြတ်တတ်မှုလိုမျိုး အခြေခံမူတွေဟာမီးပြတ်တိုက်တယ်လို့ပါပဲ။ သူတို့ဟာမပြောင်းလဲတဲ့သဘာဝတရားတွေပါကျွန်တော်တို့ကသူတို့ကိုဝန်တိုက်လို့မရပါဘူးသူတို့နဲ့အညီကိုယ့်ရဲ့လမ်းကြောင်းကိုသာပြောင်းလဲရမှာပါဆော့အဓိကပြောချင်တာတကယ်ထီရောက်မှုဆိုတာကိုယ့်ရဲ့စိတ်မြေပုံကိုမပြောင်းလဲနိုင်တဲ့မိဖုရားတိုက်လို့အခြေခံမှုတွေနဲ့တထက်တဲ့ကြောင်းညှိယူခြင်းကနေစတင်တယ်ဆိုတာပါပဲကဲဒါဆိုရင်ဒီလိုမပြောင်းလဲတဲ့အခြေခံမှုတွေအပေါ်မှာအခြေခံတဲ့ဘဝအခုကိုဘယ်နေစပြီးတိဆောက်ကြမှာလဲအဲ့ဒီခေးကတော့ ို့ရဲ့အတွင်းစိတ်ကနေအပြင်ကိုစတင်ရမှာပါဟုတ်ပါပဲအပြင်မအောင်မြင်မှုတွေကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်ခြင်းတွေဆိုရင်အရင်ဆုံးကိုယ့်ရဲ့အတွင်းစိတ်နဲ့စာရိတ္တကိုခိုင်မာအောင်တည်ဆောက်ရပါမယ်ကိုကိုကိုပေးတဲ့ဂတိကိုတောင်မတည်နိုင်တဲ့သူဟာတခြားသူတွေရဲ့ယုံကြည်မှုကိုဘယ်တော့မှရနိုင်မှာမဟုတ်ပါဘူးဒီအစင်းစင်ကကြော်လို့မရဘူးအရာရေးချပါလေတခြားသူတွေနဲ့အောင်မြင်တဲ့ဆက်ဆံရေး ကိုဘေးခေါ်လူလူအောင်ပွဲကိုမတီဆောက်ခင်မှာကိုကိုကိုအရင်ဆုံးအောင်နိုင်တဲ့ကိုပိုင်အောင်ပွဲကိုရယူရမှာပဲခိုင်မာတဲ့စာရီတပ်ဥမြေပေါ်မှာတီဆောက်ထားတဲ့ဆက်ဆံရေးတွေသာရေရှည်တီးတန်းခိုင်မြဲမှာပါကဲရေရွှေတီတန်းတဲ့ခြေအောင်မှုတွေနောက်ထပ်အရန်အရေးကြီးတဲ့အခြေခံမှုတစ်ခုကိုဆက်ပြီးလေ့လာကြည့်ကြရအောင်ဒီနာမည်ကြီးတဲ့နိုင်ပုံမြင်လေးက set effective နဲ့ PC ကြားဖြင့်ညချီ balance လို့ခေါ်တဲ့အရေးကြီးတဲ့သဘောတရားတစ်ခုကိုမိမောင်းထုတ်ပြနေပါတယ် ြီးဆိုတာကကျွန်တော်တို့လိုချင်တဲ့ရာလတ်တွေအကျိုးအမြတ်တွေပါရွှေဥတီလိုပေါ့ PC ကတော့အဲ့ဒီရာလတ်တွေကိုထုတ်လုပ်ပေးနိုင်တဲ့အရင်းမြစ်စွမ်းဆောင်ရေးပါ ဥပမာရွှေဥဥပေးတဲ့ငားလိုမျိုးပေါ့ဒီတဘောတရားကလည်းဖွားရနေရာတိုင်းမှာတုံးလို့ရတယ်စီဝါရေးမှာကာလာတိုအမျက်ရွှေဥကိုပဲအာယုံဆိုင်ရင်ရာလတ်ကိုထုတ်ပေးနေရယ်ဝန်ထမ်းတွေနဲ့စစ်နဲ့ငားကိုပြစ်ပယ်လို့ဖြစ်သွားနိုင်တယ်ဆက်ဆက်ရေးမှာလည်းကိုလိုချင်တာကိုပဲ ရွှေဦးအာယုံဆိုင်နေရင်အဲ့ဒီဆက်ဆံရေးလိုတန်ဖိုးရှိစေတဲ့ယုံကြည်မှုငါ့ကိုဖြည့်ဆည်းဖြစ်တယ်လို့ပါပဲအနစ်ချုပ်ရရင်တော့တကယ်ထီအောင်မှုဆိုတာရလက်ပြီးကိုရယူရင်းနဲ့တစ်ချိန်တည်းမှာပဲအဲ့ဒီရလက်ကိုထုတ်ပေးနိုင်တဲ့စွမ်းဆောင်ရည် PC ကိုလည်း Qside Pew ထောင်ချင်းဆိုတဲ့မြချေပေါ်မှာတည်ဆောက်ထားတာပါကဲဒီဆွေးနွေးမှုကိုအဆုံးမတက်ခင်မှာစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ထားခဲ့ကြပါမယ်။၃နှစ်ကြာမှကိုယ့်ရဲ့ဇာပနာကိုကိုယ်တိုင်တက်ရောက်နေတယ်လို့စိတ်ကူးကြည့်ပါ ကိုတကယ်တန်ဖိုးထားရတဲ့သူတွေကကိုဘလို့လူစားမျိုးလဲဘလို့နေထိုင်ခဲ့တယ်လဲဆိုတာကိုဘလို့ပြောတာကြားချင်ပါတယ်လဲအဲ့ဒီအဖြေကကိုရဲ့အနှချိုင်းဆုံးအခြေခံမှုတွေကိုဖော်ထုတ်ပေးပါလိမ့်မယ်တကယ်ထည့်ရမှုဆိုတာအဲ့ဒီကနေပဲစတင်တာပါ